င်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဆလင်းမြို့နယ်ရှိတညောင်တားခွေးယုံတက်စကန်ကိုတော်လိုင်းတက်များတိုက်ခိုက်ပြီးထိခိုက်ပျက်စီးမှုရှိရဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းဆလင်းမြို့နယ်ရှိတညောင်တားခွေးယုံတက်ဆွဲထားတဲ့စစ်ကောင်စီတက်စကန်ကိုတိုက်ခိုက်ခဲ့ရာအရာရှိနာဥပါဝင်စစ်ကောင်စီတပ်သား30ကျော်တိစုံကြောင်းပမတ်တတော်ကထုတ်ပြန်ပါတယ်။တညောင်တားခွေးယုံကလေချောင်းရံကခွေးလက်နက်တွေနဲ့အပြစ်မဲ့ပြည်သူတွေကိုလေရင်နဲ့ပုံကျဲတိုက်ခိုက်ရာမှာအသုံးပြုတဲ့လေရင်ပုံများထုတ်လို့ရကာပါစာ20 21 25နဲ့ စိတ်ဖြူမျိုးအမှတ်ကိုလေချောင်းရံကာကွယ်ကိုကဲမှုစစ်စင်ရေးဌာနချုပ်လာဆခရီကိုအဓိကတားပေးနေရဖြစ်ကြောင်းလည်းအသိပေးပါရယ်ပြည်သူများငလင်တန်းကြောင့်ထိခိုက်ဆုံးရှုံးမှုများစွာဖြစ်ပေါ်နေတာကိုမထောက်ထားပင်တဘာဝဘေးဒဏ်တင်နေချိန်မှာအပြစ်မဲ့ပြည်သူများနေထိုင်ရာနေရာများကိုလင်းရင်များနဲ့လူမဆန်စွာပုံကျဲမှုတွေဆက်လက်ဆောင်ရွက်နေတဲ့အတွက်ဗမာတပ်တော်နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကမလ31ရက်မနက်9:00နာရီကစပြီးစစ်ကောင်စီအထိုင်ချတပ်ဆွေရာတညောင်တားကွင်းရုံကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်တားကွင်းရုံရှိ transformer အလုံး80ခန်းကိုဖျက်ဆီးတိုက် ခိုက်ခဲ့ပြီးအထိုင်းချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုလက်နက်ကြီးလက်နက်ငယ်နဲ့ဒရုန်းများနဲ့ချိန်မုံတိုက်ခိုက်ခဲ့ရာ၄နိုင်ကျော်ကန်ကြာအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းပမောတပ်တော်ကပြောပါရင် တိုင်ပွဲ၄နိုင်ကျော်တွင်ခွင်ယုံမှုအရာရှိနှုတ်ဦးနှင့်စစ်ကောင်စီတပ်သား30ကျော်တည်ဆောင်းပြီးအများအပြားအပြင်အထံတရားရရှိကြောင်းဒါအခွဲယုံတွင် transformer 80ခန့်ပြက်စီးပြီးကပ္ပစာ20 21 25နှင့်လာစခကိုရိုလီယက်စင်တာလုံးဝပြတ်တောက်ကစစ်စင်ရေးနှင့်ထုတ်လုပ်ရေးလုပ်ငန်းများလုံးဝရပ်တန့်သွားခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြပါသည်။ဒါပေမဲ့စစ်ကောင်စီတပ်ရဲ့ထိခိုက်တည်ဆောင်းပြက်စီးမှုတွေနဲ့ပတ်သက်ပြီးသတင်းဌာနကတီးကြားအတိမပြုနိုင်သေးပါဘူး။စင်ဖြူကျွန်းတညောင်းလမ်းပိုင်းကိုစခရီဘက်ကစစ်ကြောင်းထိုးနေတဲ့ဒေသခံ ံပြည်သူအချို့တည်ဆုံမှုရှိတယ်လို့ကြားရတယ်။အစအတွဲပြတ်တောက်တာတွေကြောင်းအတိအကျပြောဖို့ခက်တယ်လို့စလင်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းဌာနကိုပြောပါရယ်။မလ31ရက်ကတိုက်ခိုက်မှုနဲ့စစ်စင်ရေးကိုဗမာတပ်တော်အမှတ်3စင်ဦးစီးကုကံရီမှုမှဦးစီးပြီးဗမာတပ်တော်တိုင်ရင်809ပောက်တောင်ပိုင်းကျမ်းမာရေးနဲ့သူနာပြုတပ်ဖွဲ့တောင်းစစ်အောင်လုကေပီဒီအန်မင်းဘူးခရိုင်အမှတ်တဲတိုင်ရင်ကန်းကောခရိုင်ပူပေါင်းတပ်ဖွဲ့စလင်းမျိုးနယ်ပကပါတပ်ဖွဲ့စိတ်ပြူမျိုးနယ်ပကပါတပ်ဖွဲ့ မကွေးတိုင်းဒရုန်းလက်ယုံတပ်ဖွဲ့မင်းပူးခရိုင်လက်ယုံတပ်ဖွဲ့တို့ပါဝင်ပါတယ်တညောင်တားအခွင့်ယုံနေရှိပြည်သူများနေထိုင်ရာကျေးရွာတွေကိုစစ်ကောင်စီရဲ့မကွေးလီတပ်မှဂျက်ဖိုင်တာတွေနဲ့စေချင်းတပ်မင်းပုံကျဲတိုက်ခိုက်ခဲ့ပြီးကျေးရွာများပြက်စီးကပြည်သူများထိခိုက်ဒေဆုံးမှုရှိပြီးပေါတောင်ပိုင်းစမ်းမိုင်းနဲ့တူနာပြုတ်တပ်ဖွဲ့မှတော်လိုင်းရဲဘော်တအုပ်ကြဆုံးကြောင်းသိရပါတယ် နောက်ထပ်တပုံအနေနဲ့ WHO ပြောတဲ့ငလျင်နောက်ဆက်တွဲအနေအထားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မှာရောက်ရှိနေတဲ့ကမ္ဘာ့ကျန်းမာရေးဖွံ့ဖြိုးရေးမြန်မာနိုင်ငံဆိုင်ရာဒုတိယတာဝန်ခံ El Nino ပြူရိုလိုကုလအတွင်းသတင်းဌာနနဲ့အင်တာဗျူးမှာနိုင်ငံတွင်းအခြေအနေက an emergency within an emergency လို့ဆိုပြီးသူမရဲ့အတွေ့အကြုံတွေကိုအခုလိုတုံ့သက်သွားပါတယ်။အခုလိုတဘာဝဘီအန်ရဲ့ကြီးမကြုံခင်ကလူတန်းပေါင်း12တန်းခန့်ကဈမ်းမကြီးဆောင်းရှောက်ပြီးဖို့လိုအပ်နေတယ်။အဲ့ဒီအနေအထားမှာမြင်းကလင်းကြောင့်အခြေအနေများပိုပြီးဆိုးရွားလာခဲ့တယ်လို့ဆိုပါတယ်။တည်ဆုံးသူအရေအတွက်3900ကျော်သွားပြီးအပြင်းထန်ထိခိုက်ဒဏ်ရာရသူ6000နီးပါးဖြစ်လာချိန်မှာဝိုင်းရောဂါနဲ့ငှက်ပြားရောဂါဖြစ်ပွားနိုင်တဲ့အလားအလာတွေရှိပါတယ်။ဒါအပြင်ရေအစာတောင်းနဲ့အမိုးကာတွေလည်းလိုအပ်နေပါတယ်။အခုကတပတ်ကျော်လာခဲ့ပြီဖြစ်ပြီးပိမိနီသူတွေကိုကယ်ထုတ် နိုင်ဖို့အကောင်းဆုံးဖြစ်တဲ့၃ရက်ကလွန်မြောက်သွားတာဖြစ်ပြီးအခွင့်အလမ်းကနည်းတဲ့နေလာပါတယ်။ဖြစ်ပွားပြီး၂၄နှစ်အတွင်း WHO မှရန်ကုန်ရှိကိုတော်များထဲမှလိုအပ်တဲ့ကိစ္စပစ္စည်းတွေစုစည်းပြီးဖြစ်ပွားရာကိုတည်ယူလာနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့တပတ်လုံးလုံးအချမ်းကေစိန်ဖွဲ့ရင်းနဲ့တူတူလက်တွဲပြီး၂၄နိုင်မြန်မာလောက်ခင်ရတဲ့ ကန်ဆိုးမုံမောင်ကြားခဲ့ရတာကစိမ့်ယုံများပြိုလဲနေတာကိုတွေ့ခဲ့ရတာပါနိုင်ငံတွင်ကျန်းမာရေးစနစ်က၄နှစ်ကြာပဋိပက္ခဖြစ်ပွားနေတာကြောင့်နည်းနည်းနဲ့ကျဲကျဲဝိုင်းနေရဆဲဖြစ်တဲ့အခုမြေငလင်ကအဲ့ဒီအခြေအနေတွေကိုစိုးဝါတဲ့အစိုးဝါအောင်တွန်းပို့လာတဲ့စိမ့်ယုံတွေကလည်းလူနာနဲ့မမျှအောင်ဖြစ်လာနေတဲ့ကုသဖို့လိုအပ်နေသူတွေသာမကခွဲစိတ်ဖို့ရှိနေသူတွေကိုပါတင့်တင့်လျောက်ပတ်စွာကုသပေးနိုင်ခြင်းမရှိအရေးကြီးဆုံးလိုအပ်နေတာကခွဲစိတ်ကုသနိုင်ဖို့နဲ့စိတ်တရားရနေသူတွေကိုစောင့်ရှောက်ပေးနိုင်ရင်ဖြစ်တဲ့ WHO ကပြီးခဲ့တဲ့အပတ်တွင်တန်ချိန်တရားခံ ်ရှိကဲစိန်ပစ္စည်းများယူဆောင်ခဲ့ပြီးဖြစ်တဲ့လူတုံးကိုအဆောင်ပြဲအောင်မှဆွဲထုတ်ပြီးတာနဲ့ပစ္စည်းပစ္စည်းရပြည်စုံတဲ့ဆင်းရုံမှာလိုအပ်တယ်လို့မှန်ကန်စွာခွဲစိတ်ကုသပေးနိုင်ဖို့လိုအပ်တဲ့အဓိကအခက်ခဲကဆင်းရုံစည်းကမ်းတွေရဲ့86ရာခိုင်နှုန်းပျက်စီးသွားခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတောင်းရီတပ်များနဲ့မင်းလာစနစ်ပျက်စီးနေတာကြောင့်ဝန်ရော့ကမဖြစ်အောင်တတ်နိုင်ဆုံးကာကွယ်ပေးနေရတယ်။ပြီးခဲ့တဲ့နှစ်တွင်မန္တလေးတိုင်းတွင်ရှိမြို့နယ်တဝန်းနီးပါးဝန်ရော့ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအတွက်ကာကွယ်ဆေးကိုလူ9000နီးပါးကိုသာထိုးပေးနိုင်ခဲ့တယ်လို့မန္တလေးမှာ က်မှန်ဖြစ်ပွားလာနိုင်တဲ့အန္တရာယ်ရှိပါတယ်။နိုင်ငံတကာအကူအညီများဖြတ်တောက်ခံထားရတာကြောင့်လည်းထင်သလောက်ခရီးမပောင့်ဖြစ်နေရတယ်လို့ဆိုပါတယ်။တောက်သုံးရေးစားတောက်မိုးကာရီလိုအပ်လာမှုကလည်းတစ်နေ့တခြားမြင့်တက်လာပါတယ်။ အခုအခါယာယီဆောင်လုပ်ဖွင့်လှစ်ထားတဲ့စည်းရုံးဒီမှာသာလောက်ကင်နေရတဲ့လျှက်စင်မီလိုလိုအပ်တဲ့အရင်းမြစ်တွေမရှိဘဲအပူချိန်39ဒီဂရီရှိလို့လောက်ရကင်ရခက်ခဲလာတဲ့လူတွေကလည်းလုံခြုံစိတ်ချရတယ်လို့မယူဆရသေးလို့လမ်းပေါ်မှာယာယီအမိုးကာရီအောင်နေနေကြဆဲဖြစ်တဲ့ဒဏ်ရာရသူ9000ကျော်အတွက်ကုသပေးရမယ့်အပြင်နလန်ပြန်ထူလာဖို့အတွက်ရေရှည်လေ့ကျင့်ခန်းများနဲ့စောင့်ရှောက်ပေးရမှာဖြစ်တဲ့စည်းကြိုသွေးတိုးရှိနေသူတွေအတွက်စေဝါများရရှိဖို့လည်းလိုအပ်တဲ့သူမရဲ့တွေ့ကြုံကိုပြောပြရမှာခြေတော်ဒဏ်ရာရသွားတဲ့လူပေါ်ကင်ဘတ်တအုပ်ကိုစင်းယုံ ကိုစ조사ခင်ရမှာခေါ်လာတဲ့စင်ယုံနေယုံစလုံးကုသပေးနိုင်တဲ့အနေအထားမရှိတာကိုတွေ့ခဲ့ရပြီးနောက်ထပ်စင်ယုံခက်တဲ့တဲ့တခုစီခေါ်သွားခဲ့တော့လဲချုပ်ပေးနိုင်ဖို့လိုအပ်တဲ့ပစ္စည်းတွေမရှိဖြစ်နေတဲ့နောက်ဆုံးရန်ကုန်ကိုခေါ်လာခဲ့ရတယ်လို့ဆိုပါတယ်မြင်းကလေးလှုပ်ပြီးနှစ်နာရီကြာမှစင်းယုံနေမှာလိုအပ်တဲ့ပစ္စည်းတွေမလောင်ငှမှုနဲ့ရင်ဆိုင်နေကြရပါတယ်။လက်တလုံးရပ်ပေါင်း30အတွင်းဒေါ်လာ10000ရဖို့အလူခံနေတော့လဲရေရှည်ကုစားသွားနိုင်ဖို့ကအဲ့ဒီထက်မကလိုအပ်နေပါတယ်။ 2024ဒီမြန်မာဟာလူသားချင်းစာနာထောက်ထားမှုပိုင်းမှာရန်ပုံငွေရအနည်းဆုံးဖြစ်နေတယ်။အမေရိကန်နဲ့အခြားနိုင်ငံတွေရဲ့ရန်ပုံငွေဖြတ်တောက်လာမှုကြောင့်လုတ်ကိုင်းနိုင်စွမ်းမရှိဖြစ်လာတယ်။မလာဒီအခုနှစ်အတွက်လိုအပ်တဲ့ပမာဏရဲ့ညာကိုင်းတော့အောက်သားရှိသေးတယ်လို့ဆိုပါတယ်။လက်ရှိမှာအဲ့ဒီအကြက်တဲမှာရုံထွက်နိုင်ဖို့နဲ့အကြံအသင့်ညာအသင့်များထုတ်ပြီးဒေတာရင်းဖွဲ့စည်းများနဲ့လက်တွဲသွားမှာဖြစ်ပါတယ်။ အခုခါနိုင်ငံတည်တည်မှဈေးဖွဲ့များဆင်းလွတ်လာနေပြီးအားတက်မိကြောင်းလည်းပြောသွားခဲ့တာကိုကောက်နှုတ်တင်ပြလိုက်ရပါတယ်။မန္တလေးမှာ45မိနစ်ကြာမိုးကြီးလေကြီးကျလာပြန်လို့အခြေအနေတွေကရှုပ်ထွေးကုန်တယ်လို့လည်းသိရပါတယ်။အမေရိကန်နိုင်ငံသားရင်းဝင်ကြီးမာကိုရူဘီရိုကပရက်ဆက်ရှိနီတိုစစ်ဌာနချုပ်မှာမြန်မာအရေးနဲ့ဆက်လင်းပြီးအမေရိကန်ရဲ့တုံ့ပြန်မှုပေါ်ပြီးမြန်လာတာကိုဖြေကြရမှာ။မိမိတို့ကကမ္ဘာအဆိုရလည်းမဟုတ်ကမ္ဘာတဝန်းရှင်လိုအပ်နေတဲ့အကူအညီတွေရဲ့60 90ရာခိုင်နှုန်းကိုအမေရိကန်တအူးနဲ့ပေးရမယ်ဆိုတာကတရားမျှတမှုမရှိကြောင်းအခြား ိန္ဒိယတရုတ်ကဲ့သို့ချမ်းသာတဲ့နိုင်ငံတွေကလည်းထည့်ဝင်ကူညီရမှာဖြစ်ကြောင်းတနိုင်သမျှကူညီသွားမှာဖြစ်တော့လေနိုင်ငံအတွင်းရှိစစ်အာဏာသိမ်းဖွဲ့ကမိမိတို့မနှင်းမြို့ကြောင်းနဲ့မိမိတို့လုပ်ချင်တဲ့ပုံစံမျိုးကိုလည်းခွင့်မပြုလို့ဘလုံနီးနဲ့မဆိုအခက်အခဲတွေရှိလာမှာဖြစ်တယ်လို့ပြောဆိုသွားခဲ့ပါတယ်။ ူတိုင်းကကိုယ်တမိုင်းကိုရင်းနေကြစမြဲဖြစ်ပြီးမိမိတို့ကလည်းမိမိတို့တမိုင်းမိမိတို့လက်နဲ့ရေးဆွဲနိုင်ခွင့်ရနေတာကပဲလွန်စွာကုန်ယူစရာကောင်းလာပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့နိုင်ငံတော်မှစစ်ကောင်စီကအပြည့်ရထားတော်လဲ KIA, DNL, KNPB, KNU နဲ့ PDF တွေကစစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေတယ်လို့အကြမ်းဖက်ဆော်မင်တွန်ပြောပြနေကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတော်မှစစ်ကောင်စီကအပြည့်ရထားတော်လဲ KIA, DNL, KNPB, KNU နဲ့ PDF တွေကစစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေကြောင်းစစ်ကောင်စီပြောခွင့်ရဖို့ကိုအကြမ်းဖက်ဆော်မင်တွန်ကပြောပါရယ်။ AB ီလာနေရနေ့မှအေပီလာ၂၂ရက်နေ့ထိစစ်တပ်ကငလင်တပ်တင်ပြည်သူတွေကိုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်အပြစ်ခတ်ရစဲကာလဖြစ်သတ်မှတ်ထားတော်လဲနိုင်ငံတော်လုံးမှာစစ်တပ်ကိုတိုင်းရင်းသားတွေနဲ့ PDF တွေကဝိုင်းဝန်းတိုက်ခိုက်နေတယ်လို့အကြမ်းဖက်စော်မင်းထွန်းကပြောပါရယ်ကချင်းပြည်နယ်ပုံမှန်မြို့မှာ KYI ကစစ်ကောင်စီတပ်စခန်းတွေကိုအကြိမ်ကြိမ်လာရောက်တိုက်ခိုက်လျက်ရှိကြောင်းစော်မင်းထွန်းကဆက်လက်ပြောဆိုပါရယ် KYI နေနဲ့ပြီးခဲ့တဲ့၃ရက်နေ့ညနေ4:20မှာပုံမှန်မှာရှိတဲ့တပ်ဌာနချုပ်နှစ်ခုကို82 mm စိမ်ပြောင်းနဲ့ခုနှစ်လုံးပြစ်ခတ်ခဲ့ပါရယ် ဧပြီလ၄ရက်နေ့မနက်7:00နာရီခွဲမှလည်းပမော်တက္ကသိုလ်နားလေးမှာလုံခြုံရေးနေရာယူထားတဲ့နေရာကို KIA ဖွဲ့ကလူအင်အား30လောက်နဲ့တကြိမ်နောက်လူအင်အား50လောက်နဲ့တကြိမ်လာရောက်ပြတ်ခတ်တာတွေ့ခဲ့ရပါတယ်လို့၎င်းကဆိုပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းမှာ TNL ကတက်စကန်တွေကိုလာရောက်တိုက်ခိုက်ခဲ့ကြောင်း KNPB ကလည်းဖားဆောင်ရှိတက်စကန်ဌာနချုပ်ကိုတိုက်ခိုက်ခဲ့ကြောင်း A ကလည်းအေရီတိုင်းရှိစစ်တက်စကန်နေရာတွေကိုတိုက်ခိုက်နေကြောင်းစစ်ကောင်စီကဆက်ဆွဲပြောဆိုပါတယ်။ TNL ဖွဲ့အနေနဲ့လုံခြုံရေးဆောင်ရွက်နေတဲ့တပ်မတော်လုံခြုံရေးစခန်းကို TNL နဲ့ PDF ရဲ့အစံဖတ်တောင်းချမ်းသူ45ဦးလောက်ကလာရောက်ပြီးတော့ပြစ်ခတ်တာရှိပါတယ်။ KNPB အဖွဲ့အနေနဲ့လည်းဖားဆောင်မှရှိတဲ့တက်ဌာနချုပ်ကိုလာရောက်ပြစ်ခတ်တာရှိပါတယ်။ A ဖွဲ့အနေနဲ့ကတော့အေရီတိုင်းဘက်လုံခြုံရေးယူထားတဲ့နေရာတွေကို လာရောက်ပြီးတော့ပြတ်ခတ်ခဲ့တာတွေ့ရပါတယ်လို့အကြံဖတ်စော်မင်းထွန်းကပြောပါတယ်။ PDF တွေကတော့မကွေးတိုင်းစင်ပြူကျုံမြို့နယ်ရှိစစ်တပ်စခန်းကို drone နဲ့ပုံကျင်းချခဲ့ကြောင်း KNU နေနဲ့လည်းစစ်တပ်ရဲ့ကတိုင်တိစခန်းကိုလာရောက်ပြတ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ AB လ၄ရက်နေ့မနက်၃နာရီခွဲချိန်မှာကျွန်တော်တို့မကွေးတိုင်းစင်ပြူကျုံမြို့နယ်ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့တပ်မတော်ရဲ့လုံခြုံရေးစခန်းနေရာတစ်ခုကို PDF က drone နဲ့၅ချိန်လာရောက် drone ပုံကျင်းချခဲ့တာတွေ့ရပါတယ်။ KNL နဲ့ KNU အဖွဲ့အစည်းနဲ့လည်းကတိုင်းတီအလုံးစုံရေးစခန်းကိုလာရောက်ပြက်ခတ်ခဲ့တာတွင်ရပါတယ်ဒီချိန်မှာတက်မတော်ရီနဲ့ထုတ်ပြန်ထားပြီးဖြစ်ပါတယ်တက်မတော်ရီလုံခြုံရေးစခန်းကိုတိုက်ခိုက်လာရင်ပြန်လည်တုံ့ပြန်မှုလုပ်သွားမယ်လို့ပြောခဲ့တာရှိရဲလို့၎င်းကပြောပါတယ်တိုင်းသားဖွဲ့ရင်းကတော့စစ်တပ်အနေနဲ့ရာအဖြစ်ရစဲထားတယ်လို့ကြေညာထားပြီးမြေလေးချောင်းတိုက်ခိုက်ခြင်းစစ်ကြောင်းထိုးခြင်းနဲ့နဲ့ချင်းပြက်ခတ်ခြင်းအနေနဲ့၎င်းတို့ကိုယ်တိုင်ကြေညာထားတဲ့အဖြစ်ရကြေညာချက်ကိုချိုးဖောက်နေကြောင်းထုတ်ပြန်ထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်